ချက်ချက်မချက်မချက်မချက်ချက်မချက်မလင်းရေချက်ကြမယ်ချက်ကြမယ်ချက်ကြမယ်ဒီတစ်ခေါက်တော့လင်းရောက်လာပြီဆိုတော့လင်းကိုပဲဟိုအားလုံးလိုက်တော့မယ်ဥတည်လိုက်တော့ဥတည်လိုက်တော့မယ်လင်းအမြဲတမ်းလင်းမှာပြောကြတာအကြောင်းအရာအများကြီးရှိတယ်အများကြီးရှိတယ်လေသူကဖြတ်တန်းမှုအတွေ့အကြုံတွေနဲ့တောင်မှမဟုတ်တာဟုတ်တယ်လင်းဒီတစ်ခေါက်ပါရေးထားလဲတော့ဒီတစ်ခေါက်ကတော့လေချမ်းသာခြင်းကလူတိုင်းနဲ့ထိုက်တန်တယ်ဆိုတဲ့ဟာလေးဆွေးနွေးချက်တယ်ဩဟုတ်ပြီချမ်းသာတဲ့အနောက်မှာအများကြီးရှိတာဟုတ်အိပယ်ရတော့နော်ဆိတ်ချမ်းသာတာလေးလည်းရှိတယ်ဟဲ့လားအဲ့တော့ကဲကိုတေးကိုမေးမယ်ကိုတေးဆိုရင်อือဟွန်း ချမ်းသာခြင်းတဲ့မှာဘယ်လိုချမ်းသာဟိုချမ်းသာဆိုတော့ငွေကြီးချမ်းသာခြင်းတာလားဘယ်လိုမျိုးချမ်းသာခြင်းတာလဲချမ်းသာခြင်းเนี่ยအများကြီးရှိရကွာကိုရီးယားတော့ချမ်းသာတာဆိုလို့ရှိရင်တက်ဆိုင်ကိုကျမ်းမာတာကိုပိုကြိုက်တယ်ဒါပေမဲ့ချမ်းသာတာဆိုလို့ရှိရင်ယူရရမလို့စိတ်ကိုယူခြင်းတယ်စိတ်ချမ်းသာတာကိုပဲလိုချင်တယ်စိတ်ပျော်ရွှင်မှုစိတ်ချမ်းသာမှုပေါ့အဲ့ပေါ့အဲ့ချမ်းသာမှုရှိပြီဆိုလို့ရှိရင်တော့ဘာနဲ့မှမလဲနိုင်တဲ့ ရတနာတစ်ခုကိုပိုင်ဆိုင်ထားရတယ်ပဲသဘောထားတယ်။မဆုလန်ကကိုပရီဇန်နာကိုဖြစ်နေရတယ်။ဟုတ်တယ်ဟုတ်တယ်။လင်းကပြန်မေးတာပေါ့တို့ရဖြေရမယ်နဲ့။ကိုရီကယ်ဒမီရပြီးနောက်ပိုင်းမှာဟိုကလင်းမေးတာကိုလာဖြေရတဲ့ဘောပေါ့။ဟုတ်ကဲ့။ရုပ်ထုတ်ပြီးဖိုက်ပြီ။ဟုတ်ကဲ့။အဲကင်ပြိုမဒီကယ်ဒမီရုပ်ထုတ်ပြီးပိုက်ပြီ။ပိုက်ထားတယ်သူကယ်ဒမီရပါပဲ။ကိုရီကစူးစမ်းရအောင်ပါပေါ့။အားချက်သားပေါ့။အဲ့တော့လင်းပြောတယ်လို့ပြောဆိုလို့ရှိရင်အမှန်တည်းဟိုအခုကတော့အသက်ရွယ်တစ်ခုရောက်လာပြီပေါ့နော်။ငယ်တဲ့ချိန်တည်းတုန်းကတော့ရဝိထုတွေရဲ့ချမ်းသာမှုကိုလိုချင်တယ်မြဲအခုချိန်ထိလည်းမလိုချင်တော့လိုချင်တာပဲဒါပေမဲ့ဒီရောက်လာတဲ့အသက်ရွယ်တစ်ခုမှာပို့ပြီးတော့နားလည်လိုက်တာကရဝိထု တရေချမ်းသာမှုဆိုတာကလည်းနည်းပျက်စီးလွယ်တယ်စိတ်ချမ်းသာမှုကစူးစမ်းတည်ဆောက်ဖို့ရဲ့နောက်တစ်ခုကစိတ်ချမ်းသာမှုကပိုပြီးတန်ဖိုးကြီးရဲဆိုပြီးတော့အဲ့လိုတော့နားလဲထားတယ်ဒါဆိုလည်းအတွေးမြင်ပါဘာလို့ဆိုလင်းရေဖျက်ပြောရမယ်ဆိုလို့ချင်းဟိုကကျတော့မချမ်းသာနိုင်တော့ဥတီပါပြီလေအဲ့တော့ချမ်းသာမှုကဟိုကဥစားပေးပြောရတာဘာမှပါဘူးအဓိကကလေအဲလူရေလို့ဖြစ်လာရင်တော့လူတိုင်းလူတိုင်းကဒါလင်းလို့လေတက်ရွယ်တစ်ခုရအောင်ငါကြီးလာရင်ဘလို့ချမ်းသာခြင်းနဲ့ဘလို့အိမ်ညက်နေခြင်းနဲ့ဘလို့ကဒါမျိုးဒါမျိုးကတော့လူတိုင်းက တွေးတယ်လူတိုင်းကအိမ်မက်ကိုစီရှိကြတယ်ဒါပေမဲ့နောက်ပိုင်းအသက်အရွယ်တစ်ခုနဲ့နေရာတစ်ခုရလာတဲ့အခါမှာပဲဖြစ်ဖြစ်နောက်တစ်ခုဆိုရင်လည်းအဲလင်းတို့ရဲ့နောက်တစ်ခုဆိုဟာငါအလုပ်တွေလုပ်ရတယ်ငါပတ်စံတွေအများကြီးရလာတယ်ငါချမ်းလာလာတဲ့အခါကျရင်အဲငါဘာလေးတွေဝယ်ကျင်တယ်ဘယ်လိုမျိုးအဲ့လိုမျိုးစိတ်မျိုးလဲရှိသလိုတစ်ခါတလေကျရင်လည်းကိုပြည့်စုံလာတယ်ကိုချမ်းသာလာတဲ့ဘဝရရင်အဓိကကတော့လေအဲလင်းလဲဟိုတလောကဆိုကျမကြီးအချိန်တွေရတစ်ခုဟိုစေးရုံတက်လိုက်ရတဲ့အချိန်မှာဘာသိလိုက်လဲဆိုလူတွေကလေ ချမ်းသာတဲ့ခါမှာစိတ်ချမ်းသာဖို့ကအရင်အရေးကြီးတယ်ဟုတ်တယ်စိတ်ချမ်းသာမှကိုကျမ်းမာမှာကိုကျမ်းမာမှာဒီကိုချမ်းမာမှာကိုလိုချင်တဲ့ကိုဖြစ်ချင်နေတဲ့အလုပ်ကိုလုပ်မှဒါအနောက်ကလိုက်ချမ်းသာမှုတွေတောက်လျှောက်လိုက်လာမှာလေနံပါတ်1ကကုနာကိုတေပြောသလိုပဲစိတ်ချမ်းသာရမယ်စိတ်ချမ်းသာပြီးတကယ်တမ်းကျတော့လေကိုတကယ်နေမကောင်းဖြစ်တဲ့အချိန်မှာလေစိတ်ကမချမ်းမာတော့ဟုတ်တယ်စိတ်မချမ်းမာစိတ်မချမ်းသာဘူးဆိုတဲ့အခါမှာလေအရာရာဘာလုပ်လို့အဆင်မပျော်ရွှင်တော့ဘူးအဲ့တော့တစ်ခါတလေကြာရင်တချို့ရှိရဲ့ မလီငွေရှိရင်ပြီးရောနိုးငွေရှိတယ်ဆိုတော့တောင်သူ့အပိုင်းနဲ့သူမှာ60ရာခိုင်နှုန်းမှန်ပေမဲ့ကျန်တဲ့အပိုင်းတွေကလည်းအရင်အရေးကြီးတယ်ငွေရှိပြီးတော့လူမချမ်းသာလူကိုမချမ်းမာပြီးလူမချမ်းသာတာလူသူ့ရှိရွာငွေရှိတယ်ဒါပေမဲ့ငွေချမ်းသာတယ်စိတ်မချမ်းသာဒီယောဂကြီးရာရာရှည်ကြီးဖြစ်နေတော့ကျမ်းမာကြီးတွေချိုးတက်နေတော့ဒီငွေတွေမနဲ့သတ်သုံးမလဲအင်းအဲ့တော့လောကမှာချမ်းသာမှုကလူတိုင်းနဲ့ထိုက်တန်တယ်ဆိုတဲ့အခါမှာငွေကြီးချမ်းသာတာကငွေကြီးချမ်းသာတာကဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အဓိကတော့နံပါတ်1ကစိတ်ချမ်းသာဖို့တော့ကလူတိုင်းပိုင်ဆိုင်နိုင်တဲ့ချမ်းသာခြင်းတစ်ခုလို့လင်းရတော့အကြံပေးခြင်းတယ်ဟုတ်ကဲ့နောက်ပိုင်းနေလာတဲ့အခါမှာကိုကိုကိုစိတ်ချမ်းသာအောင်နေတဲ့ကိုကိုကိုပျော်ရွှင်နိုင်တဲ့နေရာမျိုးပတ်ဝန်းကျင်မျိုးမှာပဲရှင်သန်တယ်ကို့အတွက်စိတ်မချမ်းသာရမယ့်ဟာမျိုးစိတ်ရှုပ်ရမယ့်နေရာပတ်ဝန်းကျင်မှာရှင်သန်ရတဲ့ life ကိုအရင်မပျော်ရွှင်တော့ဘူးအဲ့တော့တငယ်ချင်းပေါင်းသင်းတယောက်ပဲရှိလေအဲ့တယောက်နဲ့ကိုပျော်ရွှင်နေရရဆိုတာစိတ်ချမ်းသာတာပဲအကိုရဲ့ချမ်းသာမှုကိုကိုကိုယ်တိုင်ရှာဖွေလို့ရတယ် ို့လင်းရတော့လင်းရဲ့အတွေးပေါ့နော်အဲ့တော့ဒီစိတ်ချမ်းသာပြီဆိုရင်အရာရာအနောက်ကပြည့်စုံလာပြီသိကြတာပေါ့နော်အငွေစည်းချမ်းသာတကူတည်းနဲ့အရာရာပြည့်စုံမှုဆိုတာခက်တယ်ငွေစည်းချမ်းသာတယ်โอเคချမ်းသာတချို့ရှိကြတယ်ကင်ဆာဖြစ်နေတာလားနာရာရှည်ကြီးဖြစ်နေတာလားလေးတချမ်းဖြတ်နေတာလားဒါမျိုးဆိုရင်ဒါကျန်းမာရေးနဲ့ချမ်းသာနဲ့ကျန်းမာရေးနဲ့ရွေးဆိုရင်တော့လင်းရတော့ကျမ်းမာတာကိုရွေးခြင်းလေဒီကျမ်းမာတာကိုရွေးဖို့အတွက်စိတ်ကအရင်အရေးကြီးတယ်။လူကစိတ်ကအရင်ဆောင်တယ်။အဲ့တော့စိတ်ချမ်းသာမှုကလူတိုင်းလူတိုင်း နဲ့အများကြီးလို့လူတိုင်းလူတိုင်းမှာတိုက်ရိုက်အချိုးကြတယ်အဲ့တော့လူတိုင်းလူတိုင်းချမ်းသာဖို့အခွင့်အလမ်းအများကြီးရှိတယ်အဲ့တော့အဲ့ဒါလေးကတော့စိတ်ချမ်းသာဖို့ကကိုယ့်ကိုယ်ကိုပဲလုပ်ယူရတယ်ဘယ်သူမှလာလုပ်ပေးလို့မရဘူးဒါကဒီတော်တင်လဲဆိုတော့ပြောသလိုဒီကျမကြီးမကောင်းဖြစ်လိုက်တဲ့အချိန်မှာပို့ပြီးတော့ဒီဘောတရားကိုပို့ပြီးနားလေတော့တဘောဖြစ်တာကျမကြီးဒါမှမဟုတ်တော့လျှောက်ဒီလင်းဒါအခုဘာပြောမလဲပတ်စံချမ်းသာဘူးလေလိုတယ်လိုတယ်လိုတယ်ဘာလို့ပတ်စံမရှိနေလဲတော့ကုလို့မရပြန်ဘူးဟုတ်လားလင်းပြောသလိုပေါ့ဒီပတ်စံချမ်းသာဖို့အတွက်ကို အရင်ဆုံးကစိတ်ချမ်းသာရမယ်လေစိတ်ချမ်းသာနေမှကိုအလုပ်လုပ်တဲ့အခါမှာစိတ်ချမ်းသာမှဒါကိုအလုပ်လုပ်တဲ့အခါမှာတိုက်ရိုက်ချိုးကြနေတာဟုတ်ဒါပေမဲ့အရင်လောဘကြီးတော့လည်းမရှိပါဘူးနော်လောကမှာနေပြောတယ်ဆိုတော့စင်တော့ကျင်းပါဘူးမျိုးမျိုးစိတ်ထွေထွေပါဟုတ်တယ်ဟုတ်တယ်မလက်တီတောင်မှတချောင်းနဲ့တချောင်းမညီသေးတာမောင်နှမသူဆွေမျိုးသားချင်းနေတယ်မှာတော့မှတယောက်နဲ့တယောက်အယူအဆအတွေးခေါ်ထင်မြင်ယူဆချက်တွေကလွဲမသေးတာငွေချမ်းသာဖို့လိုလားဆိုလင်းပြောရတယ်မှာပါပြီးသားလေးတချောင်းတနေရာမှာတော့လိုအပ်တယ်သူ့နေရာနဲ့သူတော့ ဒါပေမဲ့အရန်ငွေငွေချမ်းသာဘက်ကိုလိုက်ပြီးတော့စိတ်မချမ်းသာရမယ့်အလုပ်တွေလုပ်နေရမယ်ဆိုရင်တော့လင်းအတွက်ကတော့အဆင်မပြေဘူး။အဲ့ရှာတဲ့ငွေကလည်းကိုမသုံးလိုက်ရဘူးပြောဟုတ်တယ်။ညီလေးသုံးအောင်ဟုတ်ကဲ့ဟုတ်ပါပါရောက်သွားလိမ့်မယ်။ညီလေးသုံးအောင်ပဲလို့ပြောတာ။အစံနဲ့အသေးချပြီးတော့တည်လဲတည်ပါဦး။အလင်းကိုလွှဲပေးထားလိုက်ရပါတယ်။ညီလေးညီလေးညီလေးပိုင်သွားမှာဆိုတော့ ဟုတ်တယ်အဲ့တော့ရွေးထုတ်ချမ်းသာမှုကလူတိုင်းလူချင်းတာပဲမလို့ချင်းပြောလို့ရှင်ညတာပဲဒါပေမဲ့အဲ့ဒါထက်အဲ့တော့ရွေးထုတ်ချမ်းသာမှုဆိုတာတယောက်နဲ့တယောက်အနေထားချင်းကံချင်းမတူသေးတဲ့အခါမှာသူများချမ်းသာနေပေမဲ့ကိုကချမ်းသာခြင်းမှာချမ်းသာအောင်ဒါပေမဲ့ လူတိုင်းပိုင်ဆိုင်လို့ရတာကစိတ်ချမ်းသာမှုအဲ့တော့စိတ်ချမ်းသာမှုကလည်းကိုယ်ပေါ်ပဲမူတည်တယ်ကိုကကိုမှရှိတာရောင်ရဲပြီးတော့အဲရှိတာလေးကိုကျေနပ်ပြီးပြောရှင်နေမယ်ဆိုလို့ရှိရင်အဲ့ဒီချိန်တွေကစိတ်ချမ်းသာတာပဲဆိုတော့အဲ့တော့လူတိုင်းမှာအဲစစ်မှန်တဲ့ချမ်းသာမှုပိုင်ဆိုင်မှုအခွင့်အလမ်းတွေလည်းရှိပါတယ်အဲ့တော့ကိုမှရှိတဲ့ပိုင်ဆိုင်ထားတဲ့အရာကိုအကောင်းမြင်ပြီးတော့အဲအကောင်းမြင်တဲ့စိတ်လေးနဲ့ဆိုလို့ရှိရင်လူကနေတိုင်းနေပြောနေမှာပဲเนาะအဲ့တော့အခုလိုမျိုးတကယ်ကောင်းမှုနဲ့အတွေးခေါ်လေးကိုဝင်ညပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်လင်းနဲ့တွေ့ရလို့ရှိရင်ဒီချစ်ချက် topic မပူတော့ဟုတ်တယ်ဘာလို့ဆိုတော့သူ့ရဲ့ဖြတ်တန်းလာတဲ့အတွေ့အကြုံ အဲသူ့ရဲ့ယက်တီမှုဒါဒီမှာမိကုန်းနေရယာနဲ့ချီရှိတယ်။အဲ့တော့အများကြီးစဉ်းစားကြရမယ်လို့လင်းပြောရအောင်ကိုရောဒါဘူးသူတာလည်းရရတယ်လို့ဒါ respect လည်းပေးပြီးတော့ဒါတကယ်လည်းနားဟိုဖြစ်အဆင်ပြေတယ်။အဲ့တိုင်းလိုက်ပြီးတော့ချင်းသုံးမယ်ဆိုလို့ရှိရင်အကိုတည်းဆိုချက်တခုမှမရှိဘူး။အဲ့တော့မြေနဲ့လောဝဖြန်ထားတယ်ကိုရောထင်ပါလားဒီဆုံထားအောင်။ဟုတ်ပါတယ်။ဟုတ်ပါဘဝမှာလူတိုင်းလူတိုင်းကတော့ဟိုအရာရာကိုပြည့်ပြည့်စုံစုံကြတဲ့လူတွေပဲဒါပေမဲ့ကိုဖြစ်နေတဲ့အရာတခုကိုဒါကို focus ထားပြီးတော့အရင်ဆုံး အဲဒီစိတ်ချမ်းသာအောင်တတ်နိုင်ဆုံးပေါ့နော်အဲရတာလေးနဲ့ရောင်ရမ်းပြီးစိတ်ချမ်းသာအောင်ကိုကိုကိုအရင်နေနောက်ပိုင်းဟာတွေကစိတ်ပျော်ရွှင်နေတယ်စိတ်ချမ်းသာနေတယ်ဆိုရင်အရာရာကိုရှိကိုအလိုလိုရောက်ဖြစ်လာမှာပဲမှန်ပါတယ်မှန်ပါတယ်ဟုတ်ကဲ့အဲ့တော့ဟလာစိတ်ချမ်းသာကိုချမ်းသာပါစေအကုန်လုံးလည်းဆုတောင်းပါဟုတ်ပါတယ်ရှင်ပြည့်တက်တယ်လေချမ်းသာမှာချမ်းသာအကျက်ဗါလေးစိတ်ချမ်းသာမှာကိုချမ်းသာမှာကိုချမ်းသာမှာလူချမ်းသာမယ်ဆက်ဆက်နေရနော်အကုန်နော်အဲ့တော့ချိတ်တီချိတ်တီချိတ်တီဖြစ် ကဲအဲ့တော့ဒီကနေ့ဆိုလို့ဆွေးနွေးပြီးတော့တင်ဆက်ပေးခဲ့တဲ့ချစ်ချက်ကဏ္ဍလေးကနေပြီးတော့အခုဆွေးနွေးရဲ့အကြောင်းအရာကနေပရိသတ်တွေလည်းကောင်းမွန်တဲ့အတွေ့အကြုံကောင်းမွန်တဲ့ခံစားချက်တွေရရှိမယ်လို့ယုံကြည်ပါတယ်။အဲ့တော့လင်းအောင်လည်းကျေးဇူးများကြီးတင်ပါတယ်။ဆွေးနွေးရလည်းပြောစရာကောင်းပါတယ်။